ီမှာဘုံထောင်တိုင်းတော်လန်ရင်မဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်အော်အစကတော့အမေစုဆိုပြီးတော့အခုတော့ခမည်းတော်ကအဖေချဘူးဖြစ်သွားကြပြီပေါ့လေဟုတ်လားအယုတ်ဒီမှာအခုကျွန်တော်ဒီသူတို့စစ်တပ် policy ဇက်ကရိုက်နေတဲ့အဥ္စာနဲ့ပတ်သက်ပြီးတော့เนาะစစ်တပ်က policy ဇက်ကရိုက်ပေးနေတာကိုကျွန်တော်တို့နေတိုးတို့မြင့်မြတ်တို့နေဝင်းတို့ပေါ့เนาะအမှပါတဲ့တေးဥဆောင်တွေကို အဲလူတော်များများကဝိုင်းဆဲနေကြတယ်ဗျာနော်သွားပြီးလဲမဆဲနေကြနဲ့နော်ဆဲနေတဲ့လူလည်းခင်ဗျားတို့သွားမဆဲနေပါနဲ့အဲလူဆိုတာကတော့ကိုယုံကြည်ရဘက်မှာလူဆိုတာကတော့ယက်တီရတာပဲနော်ကိုယုံကြည်အောင်အမှန်လို့ထင်ကြတာပဲဒါပေမဲ့ဒီကောင်ကြီးကြတော့လည်းနည်းနည်းယုံကြည်ရများနေတာပေါ့ကျွန်တော်တို့ဒီတော်လိုင်းရေးဆက်ဆတော့အဆိုလို့ရှိရင်တော့ဟိုပြောမယ်ဆိုလို့ရှိလို့ရှိရင်အမေစုပြည်သူဘက်မှာယက်တီတယ်ဆိုပြီးတော့လက်သုံးချောင်းနေထောင်ပြီးတော့အခုလည်းကြာရောစက်တပ်ဘက်ပြန်ရောက်သွားတယ်တိလား အကျွန်တော်ပြောချင်တာလေခင်ဗျားတို့ဒီယောက်ျားကြီးတွေဖြစ်ပြီးတော့ယုံကြည်တယ်ဆိုတစ်ဖက်ပေါ်တစ်ဖက်ပေါ်ခင်ဗျားတို့ဟိုဟာအတူယူစမ်းမှာနေအောင်တို့ခင်ဗျားတို့ခန်းစီသူတို့အတူယူဘာလို့လဲဆိုတော့တော်လိုင်းစားဖြစ်တော့ဘယ်ပြည်သူနဲ့မှလည်းဆန္ဒလည်းမပြသူတို့စက်တက်ပတ်မှာ အဲရရဲ့ဝင်နေတယ်ဆိုပြီးတော့ဒီကောင်တွေကအခုဆိုလို့ချင်းခင်ဗျားတို့ကစာတိတ်ခါရှိသေးတယ်တလားအခုကခင်ဗျားတို့ကအဲ့လိုမဟုတ်ဘူးအမေတုံဆန်းစုကြည်ရှိစဉ်ကာလတုန်းကအမေတုံဆန်းစုကြည်ခြံထဲမှာအားတခါတည်းပြောမယ်တယုံယုံတယုံယုံနဲ့ရုပ်ရှင်မင်းသားမင်းသမီးအခုအမေတုံဆန်းစုကြည်လည်းတခါတည်းဟိုထောင်ထဲရောက်သွားတော့ခင်ဗျားတို့ကတခါတည်းမရောက်နိုင်ပဲရောက်သွားတယ်နော်အဲ့ဒါကြီးကကြတော့မကောင်းရုပ်ပေါက်တော့ဗောတော့စဲနေတဲ့လူတွေလည်းခင်ဗျားတို့သွားမစဲနဲ့တလားသူတို့ခင်ဗျားတို့စောက်ကူးဆိုင်မှာမဟုတ်ဘာလို့လဲသိလားခင်ဗျားတို့အကြောင်းသူတို့ကကောင်းကောင်းသိတယ် ခင်ဗျားတို့အလွန်ဆုံးဆဲနိုင်တလားပဲတလားတဲ့ခင်ဗျားတို့ဘယ်သူမှပုံမဆဲဘူးတို့ရောနော်ဘယ်သူမှလည်းစိတ်တွေမှာမှတ်မထားဘူးကောက်ရုံမီးတွေခဏရင်ကြာဘာဖြစ်လာမလဲဆိုတော့တို့ပြန်ပြီးအားပေးမှာပဲအားဒီကောင်နေဆဲလဲခဏပြီးလို့ရှိရင်ငါတို့စကားယုံတင်လာကြည့်မှာပဲအဲအဲ့လိုမျိုးအဲ့လိုမျိုးဒီလားအဲ့လိုမျိုးကပြောမယ်ဆိုလို့ရှိလို့ရှိရင်ပြည်သူလူထုကပြောမယ်ဆိုလို့ရှိရင်စိတ်မတ်မထားတာဒီကောင်တွေကကောင်းကောင်းသိတယ်။တဲ့လား။အမှန်ဆိုလို့ရှိလို့ရှိရင်အဲ့ဒီထဲမှာကျွန်တော်လည်းပါခဲ့တယ်။ နော်အရင်တော့အဆိုလို့ချင်းတော်လိုင်းရေးစားပြတော့စန္ဒာတွေထပ်ပြတော့အော်ကျွန်တော်ကြည့်လိုက်တယ် live ပေါ်မှာကြည့်လိုက်ဟာရုပ်ရှင်မင်းသားတွေရုပ်ရှင်မင်းသမီးတွေအမလေးပြောမစို့လူချမ်းအဖွဲ့တွေရာဇာနေဝင်းအစပါပြီးတော့အတအုပ်ကြီးဆိုတော့အပျော်စရာကြီးပေါ့ဟာငါတို့တော်လိုင်းကြီးတော့တော့ဒီမှာစန္ဒာပြတော့တော့နိုင်တော့မှာပဲဆိုပြီးတော့ဒီကနေပြီးတော့ကျွန်တော်မင်းအောင်လိုင်းကောက်စေရောမင်းအောင်လိုင်းပျော်တော့ဘောနော်ကိုယ်ကမှအများကြီးပါတယ်ဟာအစရနာရှင်မကြိုက်ဘူးဆိုပြီးတော့မင်းအောင်လိုင်းဆဲတယ် ဆဲပြီးတော့ဘာဖြစ်နောက်ဆုံးတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ကပြည်ပြေးဖြစ်ပြီးတော့မြန်မာပြည်ကိုပြန်လို့မရတော့တာအဲ့ဒါကြီးအဖတ်တင်သွားတာအခုကျတော့သူတို့ကအဘပြပြန်ဖြစ်သွားတယ် မင်းအောင်လိုင်းဘက်ကပြန်ဖြစ်သွားတယ်ဒုက္ခတယ်လို့ဒုက္ခတယ်တဲ့ဂျားတွေကနေပြီးတော့ကျွန်တော်ကကန့်လန်းကန့်လန်းနဲ့နော်မြင်မအဖြစ်ပြန်လို့မရအောင်ဖြစ်တာဒါနဲ့ကိုမြင့်မြတ်တို့ဟိုကိုနေတို့တို့ကိုနေဝင်းတို့ကျွန်တော်ကျွန်တော်အတွက်လည်းမေးပေးကြပါလားဗျာအခုခင်ဗျားတို့တော့မှအဘာစီကိုပြန်ရောက်သွားတယ်နေဇက်ကနေခင်ဗျားဇက်ကားထဲမှာပါလေပြန်လှည့်လာတယ်ဆိုတော့ကျွန်တော်လည်းမြန်မာပြည်ကိုပြန်လို့ရသေးလားလို့ဘဘာကြီးကိုတစ်ချက်တော့မေးကြည့်ပါဦးကျွန်တော်လည်းပြန်ခြင်းလို့တလားအော်နောက်ဆုံးတော့ခင်ဗျားတို့အားကိုးတာ ခါချိုးတာပဲအဖတ်တင်တယ်ငါတို့ဘက်မှာရုပ်ရှင်မင်းသမားနာမည်ကြီးနံပါတ်1မြန်မာပြည်မှာရုပ်ရှင်မင်းသားရုပ်ရှင်မင်းသမီးတွေပါတယ်ဆိုပြီးတော့အားကိုပြီးတော့မင်းအောင်လှိုင်ကိုဆဲလိုက်တာနောက်ဆုံးကြတော့မြန်မာပြည်ကိုပြန်လို့မရတာပဲအဖတ်တင်တယ်ခမရတို့တွေအမျိုးမျိုးပဲလုတ်တက်တယ်နော်